လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုဿတ္တဘာဝတုံ့ဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘသူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုမြတ်စွာဘုရားဟောထားတဲ့မိကန်းကြီးဥပမာနဲ့ကာနာကိစ္စဘောပမာဆိုတဲ့တုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတကောင်ရဲ့အနေထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့ နိုင်ခြင်းမို့ရဲ့ကံကုန်ခံစားဖို့ရဲ့ဒါပဲသူရှိတယ်မှန်ပါဗျအဲ့ဒီစားဖို့အတွက်တဏ္ဍလောဘဖြစ်နေတယ်ရံပြူတာကိုယ်လာရံပြူတာတို့အဲ့ဒါတွေနဲ့အများတန်းကြုံနေရတော့သူဒေါသနဲ့အများတန်းရှိနေကြောက်တာလဲဒေါသပဲဥပမာချင်းသေးကကျွဲတွေကြိုက်တဲ့ဆိုရင်ကျွဲကိုဖမ်းနေဆိုရင်ချင်းသေးကလည်းဒေါသပဲမှန်ပါကျွဲကလည်းကြောက်လို့ပြေးရင်ဒေါသပဲမှန်ပါသူတို့ဟာစားဖို့ရလဲ တော့ဖြစ်ရတယ်ဒီတကောင်းတကောင်းအတွက်မှလည်းပဲနိုင်ကျင်းရတာဆိုတော့ဒေါသတွေဖြစ်တယ်။ဟာလောဘဒေါသမဖြစ်ဘူးဆိုတဲ့အချိန်မှလည်းပဲအမှန်တရားကိုသိနိုင်စွာမရှိလို့မောဟတွေကလွှမ်းမိုးနေတယ်။မှန်ပါဗျာ။အိဋ္ဌာရဲ့စာရရဲ့ကာမဂုဏ်ခန္ဓာရရဲ့ဆိုတဲ့အကုသိုလ်တရားတွေနဲ့တဘောအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဖို့ဟာသူတို့မှာဒါနကောင်းမှုဆိုတော့လည်းဘယ်လိုမှမရှိနိုင်ဘူးနော်။ကိုကျင်းသီလဆိုတော့လည်းဘယ်လိုမှမရှိနိုင်ဘူး။ ်မရှိနိုင်သေးတဲ့အတွက်ကြောင့်သူတို့ရှူတော့ကနေကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့အလွန်ခက်တယ်ဆိုတာဟုတ်ပါတယ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်နှိုင်းရှင်ကြည့်ရမယ်ဥယျာဉ်ရင်နှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တရိษံတွေက species မျိုးစားတွေအများကြီးရှိတယ်ငါးရကောင်ရဲ့မွေးဖွားနှုန်းကိုကြည့်ပေါ့ငါးရကောင်ဟာဥတ္တမောင်များစွာရှိတယ်လူတယောက်ရဲ့မိမိခင်ရဲ့ ကိုယ်ထဲမှာဘလောက်တည်းတည်နိုင်တော့နော်မွေးဖွားနိုင်တော့လွန်နေတယ်လေမှန်ပါဗျအဲ့တော့တရိษံနေရဲ့မွေးဖွားနှုန်းလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လူရဲ့မွေးဖွားနှုန်းကလွန်နေတယ်မှန်ပါဗျလွန်နေတော့မမွေးဖွားပဲနဲ့လူအဖြစ်မှာမဟုတ်သေးတဲ့အတွက်ကြောင့်အဲ့ဒီရှုတော့ငါကြည့်ရတယ်ပဲလူဖြစ်ဖို့တော့ခက်ခဲတယ်မှန်ပါအခုခေတ်ဆိုရင်တော့ပိုးပြီးတော့လူဖြစ်ဖို့ခက်ခဲလာတယ်ဘာကြောင့်လို့ဆိုရင်လက်လက်ခံတဲ့လူကနည်းလားမှန်ပါ တားဆီးတဲ့ပုံစံတွေကများလားမှန်ပါလားချင်းတော့လဲလာလို့မရအောင်တားတဲ့စနစ်တွေပေါ်လာမှန်ပါဗျာဘာနဲ့တူလာ တော့ဆိုရင် immigration နဲ့ဟိုလာတဲ့နေရာအဗီဇာထုတ်မပေးတာနဲ့သွားတူမှန်ပါဗျာဒီကလည်းအဝင်မခံဘူးမှန်ပါဗျာဟိုကလည်းဟိုဗီဇာမပေးဘူးဆိုရင်ရောက်လာဝယ်ရတော့ခက်တယ်လေမှန်ပါဗျာအဲ့တော့ဘယ်ရှူတော့ကជីជី တရိစံနေရဲ့ဥယေနဲ့ချိလိုက်မယ်ဆိုရင်လူဖြစ်ဖို့ခက်ခဲတယ်လို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဒီလူရဲ့မွေးဖွားနှုန်းနဲ့ချိမယ်ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဒါလက်တွေ့အဖြစ်လက်ခံနိုင်ပါတယ်မှန်ပါဗျာဘယ်လောက်ထိခက်ခဲပါသလဲလို့ဆိုတော့ခုနကတရိစံတကောင်လူလူဖြစ်ဖို့ကြတော့သူကလူဖြစ်စေတတ်တဲ့ဒါနသီလဆိုတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာသူ့ဘဝမှာအလုံးကိုခက်ခဲတာ မှန်ပါဗျာအဲ့ဒါမှမရှိလို့ရှိရင် तू ကဘယ်လိုလုပ်လို့ရှိမလဲအဲ့ကြောင့်မို့သူ့ရဲ့တသက်တာကာလအသက်တန်းကလည်းဆိုပါစို့ပြိဿနေတော့မြို့မြို့ရှိမှာပေါ့ခွေးတွေဆိုလို့ရှိရင်အသက်စိတ်တဲ့ကြောင့်ပဲမထင်ပါဘူးမှန်ပါဗျာမှန်ပါဗျာအဲ့ဒီကောင်းနေရဲ့အများစုကိုကြည့်လိုက်မဲ့ဆိုရင်ခုနလိုလောဘတွေဒေါသတွေမောဟတွေနဲ့ပဲသူတို့ဘဝဆုံးသက်သွားတာဆိုလူဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုမှာသူတို့လုံးဖို့ဆိုရင်အမှန်တမ်းခဲရင်တယ် မှန်ပါအကြောင်းတရားခဲရင်ဒီအတွက်ကြောင့်သူတို့ဟာလူဖြစ်ဖို့ခဲရတယ်လို့ပြောမှန်ပါဗျာဘယ်လိုလို့ရင်လူဖြစ်ပါတယ်လို့ဆိုလို့ရှင်လူဖြစ်ဖို့ကြတော့ခုနပြောတဲ့ဌာနကောင်းမှုရင်လည်းလုပ်ရမယ်တိလာရင်လည်းစောင့်တရားမှန်ပါဗျာကိုချင်းတိလာဆိုတာအကျဉ်းတရားတို့မေတ္တာတို့အခြေခံတာဖြစ်တယ်မှန်ပါဗျာတစ်ဖက်သားကိုမထိခိုက်စေတဲ့အရာဖြစ်တယ်မှန်ပါဗျာဒါနဆိုတာကြတော့အများကိုစာနာထောက်ထားတယ်မှန်ပါဗျာ အပြားကိုပေါ်မှာမေတ္တာထားတယ်အဲ့တော့အဓိကကတော့အစ်နာနဲ့မေတ္တာဟာဒီလူဖြစ်ဖို့ရာအတွက်ဒါတော်တော်ကိုအရေးကြီးတဲ့အရာပေါ့နော်မှန်ပါဗျာသန့်စင်နဲ့မေတ္တာနဲ့အစ်နာတရားတွေပေါ်မှာအခြေခံပြီးတော့ဒါနကောင်းမှုသီလကောင်းမှု လုပ်လို့ရှင်တော့လူဖြစ်ပါမှန်ပါဗျာနတ်ဖြစ်တာလည်းပဲအဲ့ဒီတိုင်းပဲမြတ်စွာဘုရားကတော့တမန်ဒါနသီလလုပ်တဲ့ပုဂ္ဂိုလ်တွေကလူဖြစ်တယ်တဲ့အထက်တန်းကြလောက်အောင် ဆက်ဆက်မြဲမြဲလှုပ်တဲ့ပုဂ္ဂိုလ်တွေကလူထဲမှာတောင်မှပဲသူကတထေးသေးချင်လူကိုအစွရတဲ့မင်းမျိုးတွေဖြစ်တယ်အမှန်ပဲနတ်ကြတော့လွန်လွန်ကဲကဲတဏ္ဍတိလာလုံးမှနတ်ဖြစ်တယ်လူတွေလှုပ်ထားတဲ့ပို့ပြီးတော့သူကသာလွန်နေလို့ပြောတယ်ရသဗျာဟောတဲ့ထဲမှာဆိုရင်ဘယ်တော့မှစိတ်မဆိုးတဲ့လူတယောက်အမျိုးသမီးတယောက်ဟာလည်းပဲသူဖြစ်တယ်ဟောနတ်ဖြစ်တယ်ပေါ့လူဘဝမှာသူကစိတ်မဆိုးအောင်နေတယ်အမှန်ပဲနောက်တယောက်ကတော့ ပါဠိလာတောင်းတောင်းနည်းနည်းလေးဖြစ်ဖြစ်စေလှူတယ်မှန်ပါပြီးတော့ဘယ်တော့မှလိမ်မပြောဘူးအမှန်တရားကိုပြောတယ်ဆိုတဲ့အကြောင်းတရားလေးတွေနဲ့လည်းပဲနှက်ဖြစ်တာတွေရှိတယ်မှန်ပါအဲ့တော့ဆိုလိုတာကတော့ကုသိုလ်ကောင်းမှုရှိရင်နှက်ဖြစ်နိုင်တယ်လို့ပြောမှန်ပါ